ညလေးဒီလားငါလေးအခုကြင်းကြင်နဲ့ဒေါသတွေထွက်ပြီးတော့လေမင်းကမမလားမျက်နှာပဲပြပြမြင်အောင်လေဒီလားပိုင်းပဲပိုက်ပိုက်ရိုက်ချင်တယ်အဲ့လိုပဲဇော်မဲလုံးလိုပဲဖင်နဲ့သစက်နဲ့မှားပြီးတော့ပြောတဲ့စကားမျိုးတွေဖြစ်နေတယ်ဒီလားငါအရင်စိတ်တိုးတယ်အရင်ငွေဦးမွန်ဆိုတဲ့အမျိုးသမီးကိုကျွန်တော်ဒီနေ့ကနေပေါ့ဒီနေ့စပြောချင်ပါတယ်ဗျကျုပ်အမျိုးသမီးဆိုရင်ပါတီဝင်လည်းမဟုတ်ဘူးနော်နိုင်ငံရေးသမားလည်းမဟုတ်ဘူး သူ့မှာဗမာပြည်မှာသူ့စီးပွားနဲ့သူလုပ်နေတာနော်အမေဒေါန်ဆန်းစုကြည်ကိုချက်လွန်းလို့ NLD ကိုချက်လွန်းလို့တော်လန်ရေးကာလာသူ့မှာရောက်လာတဲ့အချိန်မှာသူတတ်နိုင်တယ်ညအားလုံးကိုသူဖြည့်ဆည်းပေးတယ်သူကူညီပေးတယ်ဒါပဲရှိခဲ့တယ်ဒေါင်မခမရကနော်ခမရဝစီပေရတခိုးမတခိုးမတခိုးမလို့ပြောတာခမရမပူပါနဲ့ဝစီပေရထိတိုင်းရှာတယ် တချိန်ကြတိတ်မကြပါဘူးခင်ဗျခံစားပါပါကျောက်တို့ကအမှန်မှန်မှရက်တယ်လူမှုရေးလည်းမဖောက်ပြန်ဘူးသူတစ်ပါးပစ္စည်းလည်းမလဲဘူးနော်ဒီလိုအခါကြတော့ရန်ကုန်မြို့နဲ့ထွက်လာတယ်လေးကေကောမှာရောမဲဆောင်မှာရောဒီထီရောကျောက်တို့နာမည်ပြတ်တလို့မရှိဘူးကျောက်မင်းမသည်သူတစ်ပါးကိုကူညီခဲ့တာပဲရှိတယ် ကျုပ်ဆိုရင်ကျုပ်ရာဇဝင်ရှိတယ်ကျုပ်ရာဇဝင်ကျုပ်ပြောရဲတယ်အမေတော်ဆန်းစုကြည်လိုမျိုးနော်တိုင်းပြည်ကောင်းကျိုးလုပ်နေတာမှသူ့မကြိုက်တဲ့လူတစုကတသက်မမဲတိုက်နေရှိတာပဲကျုပ်တို့ကဘာမှမဆန်းဘူးခင်ဗျကျွန်တော်ရဲ့မြို့နယ်သူမြို့နယ်သားတွေသတင်းခွဲလောက်ရှိတဲ့မက်ဆန်နာရှင်ပြည်သူအားလုံးကိုကျွန်တော်ကပြန်ပြီးတော့အစီအခံပြီးတော့ကျွန်တော်ပြန်လဲရှိတာကြီးဖြစ်ပါတယ်ဒါကပထမဆုံးကြောင်းပါ ီမှာပဲသလက်စာတဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ပါတီမှာတာဝန်ထမ်းဆောင်တဲ့အချိန်တုန်းကကျွန်တော်တာဝန်ကိုတကယ်ကိုထမ်းဆောင်ခဲ့တယ်။ရိုးရိုးသားသားနဲ့အမှန်တရားဘက်ကပဲကျွန်တော်ရက်တည်ပြီးထမ်းဆောင်ခဲ့တယ်။စင်မီတာရဲ့ကော်မတီဥက္ကဋ္ဌတာဝန်ကျွန်တော်ထမ်းဆောင်တော့လဲဒီလိုပဲ။ဒီသူ့အကျိုးကိုပဲကျွန်တော်တို့ရက်ပြီးတော့ကျွန်တော်တို့တာဝန်ထမ်းဆောင်ခဲ့တယ်။ဒီသူကအမိဒီသူကအဖတ် ျွန်တော်တို့ဒီစိတ်နဲ့ဒီနေ့ဒီလိုအချိန်ချင်းမျိုးမှာဒီ Facebook Community ထဲမှာဖတာတွေရှိတာတွေကပါတီဝင်တယောက်ဖြစ်ပြီးတော့ဒီသူပေးရတဲ့တာဝန်ကိုယူဆပြီးတော့ဒီလူတယောက်ကကိုယ်နိုင်ငံသားအချင်းချင်းရိုက်နှက်လူရပြီးတော့အမျိုးသမီးတယောက်ကိုရိုက်နှက်လူရပြီးတော့ဒီလိုတ냐ဟုကျွလွန်သွားတယ်နောက်တစ်ချက်ကကျွန်တော်ရဲ့အမျိုးသမီးကိုလည်း တခုမှတခုမှဆိုပြီးတော့ဆွဆွဲပြီးတော့တတဇက်ကိုကျွန်တော်တို့ကိုဒီလိုဆွက်ချက်တွေတင်ထားတာရှိပါတယ်။အဲ့ဒီနေရာမှာတချို့ကကျွန်တော်ကိုပြောကြပါမယ်။ခင်ဗျားဘာလို့ဖြစ်ဖြစ်ချင်းမှာထင်မရှင်းတာလဲ။ဒီအကြောင်းလေးကိုကျွန်တော်ပမာဏကျွန်တော်ပြောကြရင်ပါ။ကျွန်တော်တို့စီမံခန့်ခွဲရေးကိုကျွန်တော် လုပ်ခဲ့အချိန်မှာတချို့သောပြဿနာတွေကလက်တလော ချက်ချင်းဖြည့်ရှင်းလို့ပြဿနာနော်မတက်ခဲ့ဘူးဘာဖြစ်လို့သူခံရတဲ့အမျိုးသမီးကိုရောနာမည်တက်ပြီးရှင်တောင်းပန်ကျင်တာလဲဟမ်ဘာဖြစ်လို့အတားကြီးတာလဲနင့်မိန်းမကြတော့အထီမှာဆိုလို့နင့်မိန်းမကဘလို့ရက်တီမှာဆိုလို့ဘာဖြစ်လို့မျက်ရည်ကန်ထိုးပြရလဲဘာဖြစ်လို့အဲ့လိုတွေလုပ်ပြရအောင်ဟမ်နင့်မိန်းမဆေးဘလောက်တောက်ကြတယ်35မီလီလီရောဒီလို30မီလီလီရောအဲ့လိုမျိုးလားဟုတ်လားအခု85တက်တောက်နေရတယ်ပေါ့နော်အဲ့ဒါဆိုခိုးရမှာလားဟုတ်လား အဲ့လိုစေးတောက်ပြီးပြီဆိုလို့ရှင်ခိုးလို့ရပြီလားတကယ်လို့အဲ့စေးတောက်ပြီးလို့ပေါ့နော်စေးတောက်ပြီးလို့ထိမ့်သိမ့်နေတယ်ဘေးကနေပြီးတော့ကျွန်တော်မိမကိုစိုးရိမ်လို့လို့အတ္တကြီးတဲ့ငါဆိုတဲ့ပြောရရင်ဖျားတရားလောက်တယ်ဆိုဘာဆိုတဲ့ဖျားတရားလောက်တယ်ဆိုရင်စကားနဲ့အညီသွားပါပါလားငါဆိုတဲ့အတ္တကြီးတဲ့ဟာတွေကိုနင်းပါလို့လက်လက်ကင်ထားရလဲငါမိမငါမိမနဲ့နင်းအခုမနှက်ဖန်သေးသွားကြအဲ့ငါမိမမလိုက်လာဘူးဗျာနောက်လင်ယူသွားမှာတိလားအဲ့ငါငါမိမမလိုက်လာဘူးဗျာအဲ့ ဖျားတရားလုံးရင်ဓာဆိုတာမရှိဘူးငါဆိုတာတော့မရှိဘူးအခုကျမပြောနေငါဆိုတာဒီနေ့အခုခထသွားမှာခုနခဏနေရင်တည်ရင်တည်သွားမှာအဲ့လိုပဲနင်းလဲဘာလဲအဲ့ဒါကြည့်ပြီးတော့နင်းမိသားစုမှာမိသားစုမဟုတ်ဘူးသူတို့မှာမိသားစုရှိတယ် နော်နင်တို့မှာနင်တို့ရဲ့စိတ်ဓာတ်ကောင်းမကောင်းဆိုတာထက်နင်တို့မိသားစုရှိမရှိနင်တို့လင်မယားနှစ်ယောက်ထဲမှာမှဒီလိုကြက်တဲနေပြီးဒုက္ခတွေရောက်နေတယ်ဆိုရင်နင်ပြောတယ်မရောက်ပါဘူးဒီဖက်က channel မှာစီနင်မဲ့ channel မှာစီစီ champion မှာစီစီအိမ်သားမှာစီစီငါစိတ်ဝင်စားဘူးနော် စိတ်ဝင်စားတာဒီဘာလဲဒီလိုမျိုးဒီနိုင်ငံမှာကျွန်တော်မိမဒီဒီလိုမျိုးလေးကိတ်ကောင်မှဖြစ်လို့ဆိုတော့လင်းနေအတော်အတွင်းမှာအကုန်လုံးကလေ ဒုက္ခဒုက္ခကြုံပြီးတော့ရောက်လာတဲ့လူတွေကြီးလေအဲ့ဒုက္ခဒုက္ခကြုံပြီးရောက်လာတဲ့လူတွေကိုဒီလိုမျိုးအမျိုးသမီးတွေအဲ့အခုအနေကြတဲ့အမျိုးသမီးတွေကတစ်ဖက်တစ်လမ်းနဲ့ပန့်ပိုးကူညီပေးနင်းတို့ထည့်ပြောသွားတယ်လေအဝယ်စားကူညီပေးတယ်စားဖို့တောက်ဖို့ကူညီပေးတယ်အဲ့ဒါဆိုနင်းဘာလို့လုပ်တာတလုံစားဖို့သူကျေစုတယ်ရေတစ်ခွက်တောက်ရင်တော့မှသူများရဲ့ကျေစုကိုသိရတယ်သိလားလူလိုနားလဲရတယ်နော်အဲ့ဒါကိုပြောချင်တာအဲ့ဟာကိုဒေါသကိုတော်တော်ထိမိပြောထားနင်းဘာလို့အဲ့လောက်အတက်ကြီးတာလဲ ညနေမိမကိုခိုးတယ်လို့သူများကဆွဆွဲသူများကဆွဆွဲတာမဟုတ်ညနေမိမကဝင်ခိုးတာနင်းတို့လည်းဝင်ခံထားတယ်လေအချိုမုတ်စားလို့ခောက်တာတွေရောအဲကြောင့်ငါခုနပြောတယ်လေလိုက်မှာအချိုမုတ်မစားကြနဲ့လို့ death chocolate စားလို့ငါပြောတယ်လေဒီလားငါရမ်းတော့နင်းလေနင်းငါအဖေလောက်ရှိတယ်ငါရမ်းငယ်ကြီးတယ်ဒီလားငါရမ်းငယ်ကြီးတယ်ဒါပေမဲ့ငယ်ကြီးလည်းမတတ်နိုင်ဘူးဘာဖြစ်လို့လဲနင်းကဝင်ခံတာလည်းမဟုတ်ဘူးလူမိုက်ဆက်ဆန်တဲ့စိန်ခေါ်တဲ့စကားလည်းပြောသေးတယ်နော်နင်းဘာပြောလဲဒီလား အင်းနဲ့အာအင်းနဲ့သူ့သားသမီးတွေသူ့မိသားစုတွေကမခံနိုင်သလိုပေါ့လေသမီးကကျစီတွေခိုးပါတယ်ဆိုပြီးတော့ CCTV ပြန်လာအဲ့ရနေပေါ့ CCTV record နဲ့ဒဏ္ဍာဌာနကသူကတင်းလာတယ်အဲ့ဒါမျိုးတင်းလာတဲ့အချိန်မှာကျွန်တော်တော်တော်ကိုကျွန်တော်ဒေါရဖတ်တယ်ဗျကျွန်တော်ရှင်းညင်တယ်ကျွန်တော်ဆိုတဲ့လူမျိုးကစက်တန်တာတစ်ခုဖြစ်ရင်အခုရှင်းတယ်မျိုးနယ်မှာလည်းတိုင်ကြားစာအခုရောက် ကျွန်တော်ရုံငန်းလေးရောက်မှာမဟုတ်ဘူးကျွန်တော်အားပြီဆိုတော့ねရုံောက်ကိုဆင်ဝင်စားပါဝင်လဲတွေ့ပြီဆိုတော့ချက်ချင်းကျွန်တော်ဝန်ထမ်းတကုံခေါ်ပြီးကျွန်တော်လိုက်ရှင်းတဲ့လူမျိုးကျွန်တော်ပြက်တနာကိုအကျိုးချတဲ့လူမျိုးမဟုတ်ဘူးဒါမျိုးနဲ့လူမျိုးနဲ့ဒါတိုင်းတိတယ်ကျွန်တော်နဲ့ပတ်သက်တဲ့ဘူးလူတမျှလူတွေအားလုံးလည်းတိတယ်ကျွန်တော်ဒီလူလူမျိုးအဲ့ဒီကြတော့ကျွန်တော်လည်းကျွန်တော်အမျိုးသမီးမျိုးပြီးတယ်မိမဘလို့ဖြစ်တာလဲသူကလည်းရှင်းပြတယ်ယောက်ျားကြီးကျမကတော့ဒီလိုလိုဖြစ်တယ် ုံကွက်ခေါ်ရင်လည်းမိပြီးဒီမှာထွက်လာမိတယ်ပြီးတော့ဒီထဲကိုဝင်ပြီးတော့ပတ်စံသွားချင်းပြေးတယ်ပြီးတော့မှနောက်ကျောင်းပြဿနာလေးတွေရှိနေတယ်ကျမကဘလို့တင်မမသိသူငိုယူပြီးပြောတယ်အဲ့ပြောတဲ့အချိန်မှာပဲအဲ့သူမပြောခင်ဒီပြဿနာတွေမှာဖြစ်ခင်၃လလောက်ထဲကကျွန်တော်တို့ IPC ဒီဝန်ထမ်းလေးမှာရှိတဲ့ IPC မှာကျွန်တော်မိသားစုဆောက်ရောက်ထဲကအကြောင်းလည်းမရနှောက်ကမိသားစုဆရာဝန်ရှိတယ်ဒေါက်တာမိုက်ကယ်ယူဆိုတာရှိတယ်သူ့မှာကျွန်တော်တို့ကစိတ်ကူးသွားမှုခံနေတာ ဆက်ရောက်တဲ့ဟိုကကျွန်တော်ရောက်တဲ့ refugee အားလုံးကိုဒီဆရာဝန်တွေအကုန်လုံးမေးတယ် secretary နဲ့တွေ့ကြမလားဒီစိတ်နဲ့ပတ်သက်ပြီးတော့တိုင်နေဆွေးနွေးမှုတွေလုပ်ကြမလားကျွန်တော်တို့ကခုခေါင်းကိုမာတယ်ပေါ့ကျွန်တော်ပြန်ပြန်ခိုင်းနေတယ်အမတွေ့ပါဘူးနေနေနဲ့နှစ်လလောက်လဲကြာလဲကြာကျွန်တော်အမျိုးသမီးကအရင်က trauma တွေကမဲဆောက်မာတွေကလည်းကျွန်တော်အိမ်မှာတိမ်နေနေမှုတဲ့လူတွေတော့တိတယ်ဆိုတော့ကဲအဲ့နေ့ကကျွန်တော်ကအနောက်မှာငှက်စာတွေဖြည့်ပြီးတော့ဩငါ ီနားလေးပဲအမိုက်လေးပဲလှဲမယ်ဆိုပြီးတော့ကျွန်တော်အပိုက်ကိုရှင်းဖို့လုပ်တယ်အခုဟိုပါပေါ့နော်ကျွန်တော်ပို့စင်ထားတဲ့အမျိုးသမီးပြောသလိုပေါ့ဟုတ်ပါတယ်ကျွန်တော်စီးတဲ့ဖက်နှက်ကဒါကလမ်းပြအင်ဂျီရမဲ့အောင်စီးမှာမဟုတ်ပါဟုတ်ပါတယ်ကျွန်တော်လည်းမစီးပါဘူးဗျနော်ကျွန်တော်အိမ်မှာလည်းလာကြည့်လိုက်ပါသူတစ်ပါးတွေပေးထားတဲ့ဖက်နှက်တွေအရာ20လောက်ရှိပါလားဒါကကျွန်တော်ခြံထဲမှာကျွန်တော်အမိုက်ရှင်းမှုစီးတဲ့ဖက်နှက်ပါအဲ့ဒါနဲ့ကျွန်တော်အမိုက်ရှင်းတဲ့ ကျွန်တော်ကမိန်းမအိတ်နေဆိုတော့ကျွန်တော်ဆက်လိုက်ခိုးတော့တယ်ခိုးတော့အချိန်မှာ तू ကထွက်လာပြီးတော့ तू ကျွန်တော်ခိုးချောင်းပြီးတော့အဲ့မှာကျွန်တော်စုပါတယ်ရှင်မလို့ဒီလောက်ဆက်လိုက်တော့တာလဲနော်ချေုံမတောင်းတဲ့ပြောထားတာရှစ်ဆက်လိုက်ဖြတ်မယ်လဲပြောထားဆိုကျွန်တော်ကိုစုပါတယ်စုရင်းနဲ့တလက်စာတယ်ပြောရင်ပြောရင်လည်းပေါ့ဗျာ तू အပ်ထားတဲ့ရွှေရွှေငါမသားလဲဖြောက်ပြီးွားပြီးဒီကိစ္စတွေပါအကုန်ပါလာတဲ့ခါကျတော့ကျွန်တော်က အဲ့ဒီမှာကျွန်တော်တော်တော်ကြီးကိုဒူလာတာဒူလာတဲ့အခါကျတော့အဲ့နဲ့ကျွန်တော်မိမစကားပြောပြီးကျွန်တော်ခုနကဒီနေ့အပြင်မထွက်ပါဘူးဆိုတဲ့ဟာကိုကျွန်တော်မေ့ပြီးတော့ဆက်လိုက်ဘူးထည့်ပြီးတော့ကျွန်တော်ထွက်ပါကျွန်တော်လမ်းလျှောက်ရတဲ့ဝါရီဘီပန်းကြံထဲမှာကျွန်တော်ဆက်လိုက်ထိုင်တော့ပြီးတော့ကျွန်တော် exercise လေးပါကျွန်တော်လုပ်တယ်ဟောလုံရင်းနဲ့ဟောဒီနေ့တော့ထွက်ထွက်လာမှတော့မထူးတော့ဘူးငွေသေးလေးလဲစုံရမ်းမယ်ငါမိမလည်းဟိုနေ့ကပြောတယ် ဲမွင်ကားတို့လှစားရအောင်ဆိုတော့အရင်ကကျွန်တော်အိမ်မှာမွင်ကားတို့တွေအများကြီးရှိတယ်။အဲ့ဒါမိတ်ဆွေတွေလိုင်းဟိုလူပေးလိုက်ဒီလူပေးလိုက်ဆိုတော့အိမ်မှာလည်းကုန်နေပြီဆိုတော့ကဲခင်ထွေးပြီးမွင်ကားလေးတော့ဝယ်မလား။ငါလည်းအေးလေးတောင်းတော့ကျွန်တော်အဲ့ဆိုင်ကိုကျွန်တော်တွားခဲ့တယ်။အဲ့တွားခဲ့တဲ့ခြာကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ခုနမေ့နေပြီနော်။ကျွန်တော်ကိုဆရာမလည်းမထွက်ခိုင်းဘူးကျွန်တော်ဒီနေ့ဆိုတော့လည်းကျွန်တော်မေ့တယ်။ဘလောက်ကြမှာငင်လဲဆိုတာကျွန်တော်ဒါဟိုလီဇယ်ပြီးပြောတာလည်းမဟုတ်ကျွန်တော်ဗီဇင်ပေးနေတာလည်းမဟုတ်ဘူး။ ဘလို့ပဲပြောပြောကျွန်တော်ပုံမြင်ပြောနေရလဲမဟုတ်ဘူး။ဒါပေမဲ့ဖြစ်ကြောင်းလေးကိုတော့ကျွန်တော်ကတော့ပြတဲ့အနေအထားမျိုးပါနော်။အဲ့လိုမျိုးဖြစ်ရင်လည်းကျွန်တော်ကဒီထဲဝင်သွားတယ်။ဝင်သွားရင်လည်းကျွန်တော်မွန်းကားတို့တွေကြည်တယ်။နောက်ပြီးတော့အဲမောဘတ်မမထားလဲအမကြီးအာဒီယာဒါတယောက်ရှိတယ်အာမုံမဒါဗီယန်နဲ့ကျွန်တော်ဒီလိုမင်းမင်းနဲ့ကျွန်တော်ကဟာအမကြီးဒီနေ့ငွေပဲစည်းပေါ့လေကျွန်တော်မေးလိုက်တယ် ။နော်အမကလည်းကောင်တာမှာကျွန်တော်တို့အရင်တော့ငွေတွေပါရွှဲရင်လည်းသူသူသူရလည်းလွှဲပြီးတဲ့အချိန်တွေလည်းရှိတယ်။နော်အဲ့တော့အချိန်ကြတော့အားတဲ့ဒီနေ့တဲ့2850ဆိုတော့ကျွန်တော်စိတ်သက်တော်တော်တွေ့ဝွားတယ်စိတ်ရသွားတယ်။ဘာကြောင့်လဲဆိုတော့ဟိုတရနေ့ရက်ကပဲကျွန်တော်တို့ငွေတွေအထက်ကိုလှမ်းဖို့တဲ့အခါကျတော့ကျွန်တော်တို့က3,900လို့2,000နေရတဲ့အခါကျတော့ဟာငွေကြတော်တော်ဟလာပြီလား။ ကြောင်းတော်တော်ကြီးဒူနေဘယ်လိုလုပ်ရမလဲငါကတော်တော်ဟနေပြီနော်ဒါကျွန်တော်စိတ်ထဲမှာကျွန်တော်အများကြီးကျွန်တော်ဟိုကဖြစ်သွားပြီရှော့ရိုက်နေအများကြီးပါသွားတာကိုတော်လာကိုကလာပါသွားအဲ့မဖြစ်ပြီးသွားတဲ့အချိန်မှာကျွန်တော်လည်းသူ့ကိုအမကြီးကဲအဲ့ဒါဆိုလဲငွေသေးရတော်တော်ကွာပါနဲ့တော့အမအမကြီးအဲ့မှာကျွန်တော်မေးလိုက်တယ်ဗျာအမကြီးငပီတောင်းဘူးများရှိရှိလားလို့မေးတယ်မှာ तू ကရှာပေးတယ်ရှာပေးပြီးတော့အဲ့နဲ့ तू तू ကလည်းအမတွေ့ပြီးတော့ဘာလို့အမ ပြောနေတဲ့ကျွန်တော်စကားသွားနေတဲ့ချိန်မှာကျွန်တော်နားထဲမှာကြားရတာ။ तू ကကျွန်တော်ကိုမင်းနဲ့ကင်တုတ်ပြီးဆဲလိုက်တဲ့အတံမျိုးကြားရတယ်မှာ။ကျွန်တော်လုံးဝအဲ့မှာခေါင်းထောင်မှကြီးသွားပြီးတော့ကျွန်တော်အဲ့မှာဒေါသကိုကျွန်တော်အရန်ထွက်သွားတယ်။ဒေါသအရန်ထွက်သွားတာ။ဖတ်ပြီးကျွန်တော်အဲ့ဒီမှာအဲ့ဆဲဆံကိုကြားလိုက်တဲ့ချိန်မှာကျွန်တော်အဲ့နောက်အဲ့နောက်ပါပဲနီးနီးလေးဒေဝိုးလေးရောပါရောအခုရှိတဲ့နေရာလေးပေါ့။ကျွန်တော်အရာဝတ္ထုတစ်ခုကျွန်တော်တောက်ပြီးတော့ကျွန်တော်ထုလိုက်ပြီ။ ထွက်ပြီးသွားတဲ့အချိန်မှာကျွန်တော်အဲ့မှာနောက်ကျတော့ဘယ်လိုပြမလဲတောင်းနဲ့တောင်းတွန်းလာဆွဲဆွဲလာလို့ဖြစ်ပြီးသွားတဲ့အချိန်ညမှာကျွန်တော်တတိဝင်လိုက်တဲ့အချိန်မှာဟာသွားပြီငါလိုလူမျိုးကသွားပြီးတော့အမျိုးသမီးတယောက်ကိုဒီလိုလုံးပြီးဆိုတော့ကျွန်တော်အဲ့မှာကျွန်တော်လုံးဝ short ရပြီးတော့ကျွန်တော်အဲ့ဒီဒီအခုနောက်နောက်မှကျွန်တော်မြင်လိုက်တာပေါ့နော်ဒါငယ်ဦးကျွေးပေါ့ကျွန်တော်အဲ့ဒီပစ္စည်းကိုချပြီးတော့ကျွန်တော်ထွက်ပြေးတာထွက်ပြေးတာတခုတည်းကျွန်တော်ပြောမယ်နော်မှန်ကန်သောတစ္ဆာစကားကျွန်တော်ပြောမယ် ကျွန်တော်ပစ္စည်းတစ်ခုအတချောင်းမုတ်တုတ်တစ်ခုငွေတပြားကျွန်တော်ယူဆောင်ပေးရမှာဘူးဒါကျွန်တော်မှန်ကန်တော့ကျွန်တော်တစ္ဆာကားပြောတာနင်ဘာဖြစ်လို့အဲ့လိုဘလောင်းမလဲပြောဆဲလို့ရိုက်ပါတယ်ဆိုတာဘာစကားပြောရလဲဘာလို့ဘလောင်းမလဲပြောရလဲငါအရင်တော့ပြောရင်တော့ငါသူများမိသားစုကိုမပြောချင်တော့ဘူးတခိုးလို့လည်းမပြောချင်ဘူးဓမြလို့လည်းမပြောချင်ဘူးဒါပေမဲ့ဘာလို့ဘလောင်းမလဲပြောတာယောက်ျားတံပဲဘာလို့ဘလောင်းမလဲပြောရလဲဟမ်ယောက်ျားတံပဲဘလောင်းမလဲဘာလို့ပြောရလဲ နင်တို့အခုနင်တို့ကိုအကြံပေးတဲ့လူတွေနဲ့နင်ငါနဲ့ထွက်ရှင်းမလားပြီးတော့ရဲမတိုင်ထားဘူးလေ no ရဲမတိုင်အောင် ဆောက်ယူမဟုတ်ဘူးဒီနိုင်ငံမှာနော်ရဲထမြင့်နဲ့ CID လေးထောင်းလဲအသေးစိတ်အချက်လက်မသိကြဘဲနဲ့ဘာမှမလုပ်ဘူးသိလား ငါအရင်နဲ့ကပြောနေတာငါဘာဘာဘာယူလဲဖိချက်ယူလဲအလကားပြောနေရမဟုတ်ဘူးနင်ဘာမတိုင်ထားဘူးပြောရလဲနင်တို့လာကိုညီဒီနဲ့ကောင်းအောင်လဲတည်တာပဲအဲအကြောင့်မို့ငါတော်မအဖတ်မလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့လေကဲထားလိုက်ပါတော့နင်တို့ပါတီဝင်လို့နင်းမပြောပါဘူးဆိုနင်တို့ပဲပါတီဝင်လို့ပြောပြီးတော့ပဲနင်းအကုန်လုံးပတ်စံပတ်ချီနေရပဲနင်းကိုယ်တိုင်မှလည်းအာဒီပင်နီအိတ်ညီဝစ်ပြီးတော့မှနင်းတပ်ပုံရိုက်ထားမဟုတ်လားဟွန်း နောက်ဆုံးတစ်ခုဒေါသထွက်တာကတော့နင်းသည်ပြောင်းလဲပြန်မစားနဲ့ဒီအမျိုးသမီးသည်ငါဒီမျိုးသမီးဘက်ရက်တည်နေတယ်နော်ရက်တည်တယ်လို့ပြောပြီးတော့ဒီမျိုးသမီးနဲ့လုံးလုံးရ sorry ပဲနင်းငါ့ကိုမမေးနဲ့ကြိုက်တဲ့လူကိုသွားမေးလိုက်နင်းကတော့အခုကောမတ်ထမ်းမှာနင်းကိုဝိုင်းဆဲထားကြတယ်မဟုတ်လားဟုတ်ပြီးရင်နင်းပြဿကပဲပြောထားတာလေမုန်တီစားကျင်လို့မွေးငါစားကျင်လို့သွားဝယ်တယ်ကဲထားလိုက်ပါအောင်မွေးငါမုန်တီစားကျင်လို့သွားဝယ်တယ်ဆိုမက်ကဘာလို့တက်သွားအုတ်ထုတ်ကဘာလို့ဆောင်းသွားနင်းမျက်နှာကိုဘာလို့ဖွက်သွားဟမ် နင်မအကြံအစီမရှိဘူးဆိုရင်နင်ဘာလို့အဲ့လိုတွေလုပ်သွားလဲဒီနိုင်ငံမှာဘယ်သူမှမတ်မရှိတော့ဘူးနော်နင်ကကြိုတင်ကြံစီတာမဟုတ်ဘူးဆိုနင်ကြိုတင်ကြံစီထားတာနင်မက်ကြီးကိုအုံးလို့ဒီမက်ကလည်းဘာကြောင့်ဖြုတ်ပြီးတော့နင်ပြောတယ်သူများဖြစ်စီကိုဓလုံးတစ်ပါမှမပါသွားဘူးကျွန်တော်ကြိမ်ပြောရဲပါတယ်ဆိုတော့နင်ကြိမ်ပြောရဲမှာပေါ့လစ်မှမလစ်တာလေနင်မှန်ပြီးတော့ဝင်ပြီးတော့မှနင်ဒီလိုမျိုးအတင်းဆွဲတာအဲ့ဒါကိုနင်မရလို့ဆိုပြီးသူ့ကိုနောက်ထပ်ထိုက်ရိုက်တာလေ ဘာသခိုင်းပြောနေရတော့နေယောက်ျားတက်မယ်ယောက်ျားလို့ပြောငါပြောယောက်ျားတက်မယ်ယောက်ျားလို့ကြာကြာရှာပြောကျွန်တော်တော့ဘာဖြစ်လို့ဘာဖြစ်လို့ကိုပြစ်ကိုကိုပြောသူများကိုဘာလို့ငဖေကပြောင်းမြန်ဘာဖြစ်လို့ဒီနစ်နာတဲ့အမျိုးသမီးကိုနင်းပါလို့ဆွဲထဲတာနင်းနာတဲ့အမျိုးသမီးကိုနင်းကဘာကိစ္စနဲ့နာမည်ထုတ်ဖို့ပြောတာလဲဘာလို့မရုပ်ချက်ဖွဲ့ဘူးဟမ်ဒီငရုပ်ချက်ဖွဲ့ရရောနင်းနင်းဘာဖြစ်လို့သူ့ကိုရည်ရွယ်ချက်ရှိရှိနဲ့ရိုက်ဖို့အတွက်နင်းယူလာတာလေ ြန်ထားလိုက်ပါအောင်နင်းလိုက်ပြန်ဖြည့်ရှင်းကျင်လို့ယူလာတာမဟုတ်ဘူးဆိုရင်ရောနင်းပါကောက်ကင်ပြရတာလို့လို့လေဒီလက်ဖွဲတွေကနင်းလိန်လို့ရမယ်ထင်လို့လားနင်းမရင်နင်းလေမျက်ရည်ပဲသွေးသွေးနင်းပါတင်ဝင်ဘယ်နဲ့ရောက်ပါပါဟဲဥမျိုးရည်ဆိုရင်အဲ့ဥမျိုးဆိုတဲ့ကောင်မအောင်လေငါအံ့အော်လို့ဘာဖြစ်လို့လဲသိလား ဒီလိုကလင်ကကြစ်ပြောတဲ့ဟာငန်းနာမဲ့တခုမှထုတ်မပြောဘဲနဲ့ငါ့အိုတော်မှာလူပေါင်းစုံကနေဒီလိုမျိုးလာဆက်သွယ်ပြီးနင်တို့ရဲ့အကြောင်းကိုတာမွေရနေအစုံ၄ကိကော၄ကိကောကနေဒီရောက်လာတဲ့အထီးအစအဆုံးဇင်းမြစ်ကိုတည်တယ်။ထမိန်ဝတ်ထားပါလားလို့အင်းဒီမိမဆဲလို့မျက်လုံးထဲမှာဘာမှမမြင်တာတို့ပါတို့ဒီကျွန်တော်မိမဒီဆေးတွေတောက်နေရလို့ပါဆိုတော့နင်မိမယူနေချီးကျွေးရင်စားမလားဟမ် စားမယ်ဆိုရင်ငါခွင့်လွှတ်မယ်နင်တို့နှစ်ယောက်လုံးချီးတိုင်စားမယ်ဆိုရင်ငါနည်းနည်းငါလက်ခံပေးအောင်မယ်ဩငါငါပြောထားတဲ့ပို့တွေကိုငါဖြတ်ပေးမယ်ချီးစားမလားစိတ်ချမပူနဲ့ခံရသူအမျိုးသမီးနေရာမှာငါဆိုရင်လည်းဘတော့မှမကြည်အေးပေးဘူးနင့်ကိုလှုပ်ထားတာရဲစခန်းနဲ့အမှုပိတ်မြန်မာနိုင်ငံလိုလေပတ်သံပေးလို့ပိတ်ပတ်သံပေးလို့ဖွင့်အဲ့လိုမဟုတ်ဘူးနော်ဒီအမှုကိုသွားပိတ်ပေးရင်တောင်မှသူတို့ပြန်ပြီးပတ်နိုင်တယ် 起来了，三年上多嘛，俺表妹提来听你比了，你弄个特别了，过年办宝贝你的路了吧，地了别么没出钱，认的家，你也一秒都没有多呀呀嘛嘛，你没嘛你家呀嘛？对啦，你没猫你家，好嘞，他们那伢子嘛死的哩，哥没猫哥家，带哥特别带多壮嘛那种，对啦。 အဲ့ဆိုရင်တော့ဒီနင်းလည်းမပြီတော့မပြန်ရတော့နင်းကြည့်လိုက်နင်းကိုထပ်ပြီးကူညီပေးနေတဲ့လူတွေပါအမှုတွဲနဲ့ပြီတော့ပြီတော့ပြန်စီရင်လည်းမပါဘူးဆိုကြိုက်တယ်လို့ပြောအေးနောက်ဆက်ရုံငမို့ငေယုတ်ချပွေးနဲ့ရိုက်တာအာခင်ဗျားတိုက်တာမဟုတ်ဘူးလား तू ကအဲ့ဒါကိုမပေးလို့ဆွဲလိုက်ရမ်းလားဖြစ်လို့နင်းထုတာမဟုတ်ဘူးလားအဲ့နင်းဘာဖာကြရလဲနင်းဘကလူတွေရောနင်းဘာလို့ညုံတိတ်တိတ်ဆိုင်နဲ့ဆက်သွယ်ပြီးတော့ပန့်ပိုးနေရလဲငါရှင့်ကိုထုတ်ခဲ့ပါလားဟိုခင်ဗျားတိုက်တာမဟုတ်ဘူးဆိုခင်ဗျားတိုက်တယ်ခင်ဗျားတိုက်တာတိုက်တာပဲတိုက်မတိုက်ဘူးလို့ငါ့ကိုမပြောနဲ့ 喏，刚刚上大梅来台北表嘛呗，没好补。干刚上大没了，没好不做老生人。我就来嘛，我表来路，我单位有个私家朋友办来也行啊。我理财那边碰到来了办，那光郭妈妈办来。阿妈阿妈冇好朋友表来，叫拿办来也没事的，阿妈光妈妈来。你没嘛叫了，你订在哪？嗯，第二天你也买收入，收入。 သူများကသားသမီးရှိတယ်။သူများကမိသားစုရှိတယ်။သူများမိသားစုဘွားတွေတော့ပြက်စင်းရင်ပြက်စီးပါစေဆိုတော့နင်းရဲ့အတ္တပြောတော့နင်ဖះထဖះနဲ့ငါတော့ပြောစရာမလိုဘူး။နင်းအားလုံးသိတယ်။သိလား။ငါရမ်းစိတ်ဆိုရဲသိလား။ငါအရမ်းစိတ်ဆိုလို့ရှိရင်ငါဆက်ပြီးတော့မပြောချင်ဘူး။နင်းလိုက်မှာပြောထားတာအများကြီးပဲတစ်ချက်ပြန်ဖွင့်ပြ။အရမ်းမှလေအသေးရဖះကောင်းတယ်။ကလိန်ကကြစ်ဒီမိမအမျိုးသမီးကဆဲလို့ तू ကမျက်လုံးထဲမှာဘာမှမမြင်ပါဘူးဆိုတာလေ။နင်းအရမ်းဖာကြရပါပဲ။ တိလာနင်ကအမှန်တကယ်တော့လေနင့်မိန်းမကိုလေတိလာထမိန်ဝစ်ပြီးရှောက်သီးသေးပြရှာရောင်းမိရှာကြွေရအောင်ကြံပတ်တယ်ဆိုတာအစိတ်ထဲမှာကြံပတ်လာတယ်ကျွန်တော်စာနဲ့တော့ကျွန်တော်ချာမီးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လေပြည်သူနဲ့အရင်တိုင်းယနေ့ချင်းဆိုင်ပြီးပြဿနာပြောလိုက်ရင်ပြည်သူနဲ့ဒီပြည်သူနဲ့ဒီကျွန်တော်တို့ကရှင်းနေဒီမှတ်မိပါတယ်တတချို့ပေါ့နော်အခုချိန်မှာကျွန်တော်တို့ကဒီစိတ်ဓာတ်ရာတွေရတယ်ဆိုပေမဲ့ ဒီကလေးကျင်လေးရှိတဲ့ခါကျတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ဖြေရှင်းရခြင်းဖြစ်ပါလားအဲ့တော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီအခြေအနေမှာရောက်လာတဲ့ခါမှာအကယ်၍သာနာတာနော်ပုံမှန်အတိုင်းကျွန်တော်ဒီဖြစ်ကိုကျွန်တော်ကျူးလွန်မိပါတယ်ဒီလိုပဲဖြစ်စေမဒီလိုပဲဖြစ်စေမှားလိုပဲဖြစ်စေမှားလိုပဲဖြစ်စေရိုင်းမှုရိုင်းမှုဖြစ်တာဒီကြက်မှုပဲเนาะကျွန်တော်ဘသူကဘာလုပ်ပါလို့ဘသူကဘာစီးပါလို့တဲစီကဒါတွေကမရှိဘူးဒါအကြောင်းတရားကို ရှိဘူး။ဒါကျွန်တော်နင်းကရိုင်းမှုမဟုတ်တော့ဘူးဓမြတိုင်းမှု။တရေစကားတွေလည်းပြောနေနေဒီနိုင်ငံမှာဘာတရေမှလည်းလာမပြောနဲ့ကြောင်တောင်တောင်စကားတွေလည်းလာမပြောနေနဲ့သိလား။ဟုတ်ပါပဲ။ဒါပေမဲ့ဒီချိန်တွေမှာကျွန်တော်ရဲ့ကျမ်းမာရေးမကောင်းတဲ့ကျွန်တော်ရဲ့မျိုးသမီးခါလည်းမကောင်းခါမကောင်းတဲ့အခါကျတော့ကြောင်တန်ရတော့ခါမကောင်းရင်ချိုးပလိုက်လေ ဟမ်နေ့မျိုးသမီးပဲခါမကောင်းတာလားနေ့မျိုးသမီးကျအသက်ကြီးတဲ့လူတွေလည်းခါမကောင်းဘူးခြေထောက်မကောင်းဘူးနေ့မျိုးသမီးခါမကောင်းချိုးပလိုက်လေဘာလို့အတအရန်ကြီးတာလဲနေ့မိန်းမမနေ့မိန်းမမဟုတ်ဘူးသူများမိသားစုရှိရဲ့နင်းသိလားနားလဲလားနောက်စိတ်မှရိုက်တာလေအနေ့မိန်းမခါကိုချိုးလိုက်ပါလားအနေသူများကိုကြတော့အသေးသက်ပြီးတော့နင်းငရုတ်ချပွင့်နဲ့ရိုက်တယ်ဆိုရရင်နင်းအသေးသက်တာလေလေထရေတော်မကြက်ကြိုင်းမထနိုင်ကြက်ကြိုင်းမထနိုင်ကျန်ဘလောက်အတကြီးလဲဆိုတာစဉ်းစားနော်သူကဒီဒရိုနေရတဲ့ဘောက တက်မာတွေကဒဏ်ရာတွေကလည်းပူပေါ်လာတယ်စဉ်းစားကြည့်ကြပါဗျာလေးနှစ်လောက်ကိုဘာဆင်းမှမကူအဲ့စဉ်းစားကြည့်ပါဆိုတာတလီသန်နဲ့တိလားပါးကိုရိုက်ချင်တာတိလားငါအဲ့တိုင်းပြောမယ်နော်အဲ့လိုပြောလို့ငရဲဆိုလို့ရှိရင်လည်းငါခံလိုက်အောင်မယ်တိလားဘာစဉ်းစားမှာဘာမှစဉ်းစားပေးစရာအကြောင်းမရှိဘူးနင်းသူများကိုရိုက်တာနောက်စီကိုရိုက်တာငရုတ်ချပွေးနဲ့နင့်မိမခါးလေးနာတာကြတော့နင်းခံစားတတ်တယ်ဟလားသူများလည်းမိသားစုရှိတယ်နော်တိလားနင်းကျွန်တော်တို့ဘဝတွေနော် ဲ့ဒီဂျားထဲမှာမှသူနဲ့ပြင်းလွှားတဲ့လေကွေကိုတိုက်ပွဲမှာပြင်းလွှားရင်နဲ့လေကွေကိုမှကျွန်တော်ပြေးလွှားရဲဆိုတာလေအဲ့နည်းနည်းလေးရှင်းပြခြင်းနဲ့ဗျာလေကွေကိုတိုက်ရှင်းပြမနေနဲ့လေးကဲကောမှာနင်းတယောက်တည်းပြေးတာမဟုတ်အကုန်လုံးပြေးနေတာအခုစာတင် ဆောင်မှာအစိုးရကဘုံကျဲလို့ခလေးတွေတောင်တသိသေးနေတာတိလားရှင်းပြစရာဘာကြောင်းမှမရှိဘူးမြဲရည်လဲခြုံမနေနဲ့နင်းတယောက်တည်းတည်းပြေးရလှွားပြီးတော့မှနင်းမှမှဒီလိုမျိုးနေနေရတာမဟုတ်ပြောလိုက်သေးတယ်အော်စီမာတဲ့ဗာလဲတန်ရလေးတဲ့အော်စီမာတန်ရလေးဆိုတာမရှိဘူးတိလားနော်လူယုံအောင်ပြောတိလားတနာနဲ့အတနာမခံနဲ့မြဲရည်လဲမခြုံနဲ့သူ့ဘက်ကပါနေတဲ့ဟာမတွေကိုလည်းပြောမယ်နော်ဟာမတွေရောဟာအကောင်တွေရောအမှန်တရားဘက်မှာရက်တည်ပေးပါလို့ နင်တို့ရဲ့တိတ်ခါနင်တို့ရဲ့နာမည်နင်တို့ရဲ့ဂုံမထိခိုက်ချင်ရင်နင်တို့ကငါတို့ကဘာမှလုပ်လို့မရဘူးဆိုပေမဲ့ဒီ community ထဲမှာပဲနော်ဂရုတွေထဲမှာနင်တို့တပ်ပုံပြလို့ရတယ်နော်ပံ့ပိုးနေတဲ့လူတွေနော်သိလားဒီဟာဒီဟာဆိုရင်သူတို့နှစ်ယောက်ကျင်ခံရတာထပ်ပို့ဆိုးလိုက်မယ်။ဒါတကယ်ပြောတာနော်။တကယ်လုံးမှာ။ဘာလို့လဲ?သူကခေါင်းကိုနောက်စီကိုငရုတ်ချပွင့်နဲ့ရိုက်ပြီးတော့မှလူတွေဟာ။ တိလာသူများအသက်အန္တရာယ်ကိုရန်ရှာတဲ့အဆင့်ဖြစ်သွားတာကိုဒါကိုနင်တို့ကပံပိုးပြီးကူညီတာဆိုတော့ကျွန်တော်တို့ကျွန်တော်တို့တိုင်းရလွတ်တော်ကိုယ်စားလှယ်ကြီးစီပင်ကိုယ်စားလှယ်အချို့တွေ့လားတွေ့လားကျွန်တော်တို့အကုန်လုံးတွေ့လားပြောတယ်နော်တိုင်းရလွတ်တော်ကိုယ်စားလှယ်ကြီးစီပင်ကိုယ်စားလှယ်ကြီးသူပြောတော့မပါဘူးဆိုဒီပြန်ယူကဒီကောင်းဆောင်ရဲ့အချို့အားလုံးဒီတိုက်ပွဲထဲမှာကျွန်တော်တို့ပြိမ့်မိကြပြိမ့်မိနေတယ်ဆိုတာကျွန်တော်ဖတ်မပြေတော့ တပိတ်မိနေရအောင်ကျွန်တော်တို့တိုက်နေတဲ့ကလေးတွေကိုကျွန်တော်တို့အနောက်ကနေပြီးတော့ချက်ပြုတ်ကျွေးရမယ်ဆိုတော့ကျွန်တော် NLD အုပ်စုကျွန်တော်တို့ကြံခဲ့ကြားပြီနော် NLD အုပ်စုဆိုတာကိုကြားပြီနော်သူပြောတာနော်ဆိုရင်ကျွန်တော်တို့တခြားရွာကိုရှောင်းရင်တော့ခင်ဗျားတို့နိုင်ငံရေးအုပ်စုတွေမလာပါနဲ့ကွာဟိုဘက်ကန်းကုပကွာလို့ပြောလို့ကျွန်တော်တို့ကအဲ့တဲမှာပဲကျွန်တော်နေရင်းနဲ့ကျွန်တော်ကုခဲ့ကြလာအဲ့ချိန်တဲမှာမှတိုက်ပွဲဖြစ်ပြီးနှစ်ရက်လောက်ကြာမှာ ။ KNU ကဘုံဘူးပြက်ကအကြောက်ရနေလာပြောတယ်။အမျိုးသမီးနဲ့ကလေးတွေဒီတိုက်ပွဲတွေမှာတော့မရှိသင့်ဘူး။ကဲသူတို့တော့တနည်းအားဖြင့် NND ဆိုတာလဲသူပသက်ကပြောတာအကောင်လုံးပြောတာရှိသမျှဟာတွေကိုယူပြီးသူပြောတာနော်သိလားသူပသက်ထဲမှာနိုင်ငံရေးဆိုတဲ့အတုံးတော့သူတုံးရတာတော်တော်ရှက်ဖို့ကောင်းလားအဲ့ဆိုတော့နင်းတို့ငါပြောပြမယ်အဲ့ဒီလိုပါတီဝင်တွေကလဲသူအပေါက်ကိုမပိတ်နိုင်ဘူးလားသူကိုယ်တိုင်ပြောနေရနော်ငါပြောတာမဟုတ်ဘူးနော် တရားကိုပို့မယ်ဆိုပြီးတော့အဲ့မှာသူတို့တန်တရားပို့လိုက်တဲ့အချိန်မှာကျွန်တော်လူသမီးကကျွန်တော်ကကျွန်တော်ကဖိမဲ့ဝါခိရွာမှာကြံခဲ့တယ်။သူကဖလူရွာမှာကြောက်ပါလေ။အဲ့အချိန်မှာကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာကျွန်တော်အမေကြီးအမေနဲ့ပုတ်ဆက်တဲ့15မိနစ်ခါလောက်ကျွန်တော်လုံကြုံရဲလားယောက်ျားလုံကြုံရဲလားကျွန်တော်ဒီမှာတိုက်ပွဲလေးခဏရပ်ပြီးဒိတ်ကလောမဟုတ်ဘူးသူတို့လုံကြုံလား15မိနစ်ဖုံးဆက်တာနဲ့ရိုက်တဲ့အမှုနဲ့ဆိုင်လို့လားကျမပြောပြရသေးအောင်ဆိုင်လို့လား ย้ายတဲ့ย้ายလိုက်တဲ့အမှုနဲ့ဆိုင်လို့လားမဆိုင်တဲ့ကိစ္စတွေကိုဘာဖြစ်လို့အဲ့ဒါဟိုဘာဖြစ်လို့ဟိုပြောနေတာတော့မသိရင်တို့ကနိုင်ငံရေးကိုကြီးကြီးကျယ်လုပ်ခဲ့တယ်ပေါ့မဟုတ်ဘူးသူများတက်ရင်ထဲမှာဒုက္ခလက်လိုက်ပေးတာတော့တက်ရင်ထဲမှာတက်ရင်ထဲမှာပတ်စံနေငွေငွေတွေချီးချီးပြီးအခါကျတော့ဘယ်လိုပြောမလဲလိန်စားတိလာတရွဲ့တရွဲ့တရွဲ့နဲ့တို့တို့ဒုက္ခလိုက်ပေးတာတင်တက်တင်စင်ထမင်းစားနော်မပြောသေးဘူး ထီကိုတိုက်ပွဲရောက်တယ်မြင်ရပြီချိန်ကြီးရောက်လာတယ်အဲ့ချိန်မှာဖုံးဝင်လာတာကွာရှိပြောတယ်မင်းမအီချင်းကြီးထရက်ဖုံးမဆက်နဲ့ကိုဖုံးနိုင်ကြဘေးကလူတွေအနောက်ချက်ဖြစ်တယ်အဲ့လိုသူများတွေတော့ line နှောက်ချက်တာဖုံးသက်မပြောရတဲ့အချိန်မှာဖုံးကတကွန်ကွန်ဆက်တာဆိုတော့သူများတွေကိုဘလို့ဒုက္ခပေးလဲဆိုတာလားကြည့်ကျွန်တော်အဲ့ဒီဖြစ်တဲ့ကိစ္စလေးကိုကျွန်တော်ဆက်ပြီးပြောပါမယ်ကျွန်တော်တို့အိမ်ကိုလာလဲဘူးတဲ့မိတ်ဆွေတွေရှိမှန်းနိုင်ငံမှာကြီးတဲ့လူလည်းရှိမှန်း နောက်ဆင်ပွားပြီးတော့မြင်ရမယ်လို့လည်းရှိကြတယ်။အားလုံးလည်းသိကြမယ်။တချို့ကကျွန်တော်တို့အယူသိတယ်လို့ပြောတယ်။ကျွန်တော်တို့ဒီကျွန်တော်တို့ဆီယာမားကိုယုံကြည်တယ်အဘဘိုးမင်းကောင်ကိုလည်းကိုယ်ပဲတစ်လုံးလည်းကျွန်တော်တို့ဆောက်ရှောက်ခဲ့တာ။အဲ့နင်းဆီယာမားဆိုတာနဲ့ဘိုးမင်းကောင်ကိုလည်းငါကလည်းအံ့ဩလို့အဲ့သူတို့နှစ်ယောက်ကနင့်ကိုမြေဥချပွင့်နဲ့ထူခိုင်းလိုက်တာလား ဒါဆိုရင်ငါ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 ဟွာလုတ်ပေးလိုက်မယ်နင်းအဲ तू อ่ะ तू तू ဆီယာမနဲ့အဲ့ဘူးမင်းကောင်တွေကထုခိုင်းလိုက်လို့ငါပြောလိုက်မယ်နင်းအဲ့လိုမျိုးနင်းအဲ့ထုခိုင်းလိုက်တာလားနင်းအဲ့ဆီယာဆီယာမနဲ့ဘူးမင်းကောင်ကထုခိုင်းလိုက်တာလားနင်းဟမ်နားထောင်မယ်เนาะဆက်ပြီးရောအသားမှားတယ်မင်းတို့လင်မယားဒီနေ့အပြင်လုံးဝမထွက်နဲ့ဆိုရင်ကျွန်တော်လုံးဝအပြင်မထွက်ပါဘူးအိမ်ထဲကအိမ်ပြင်မထွက်နဲ့အပြင်လူလက်အဝဲမခံနဲ့ဆိုရင်ကျွန်တော်တို့အဲ့လူဘယ်လောက်ခင်ခင်လာရင် ပြောပြပါတယ်ကျွန်တော်တို့ဘလို့မှမဖြစ်လို့ပါနောက်နေ့လာလဲပါကျွန်တော်တို့နားလဲပြီးပါအမြဲတမ်းကျွန်တော်ပြောရတာရှိတယ်တချို့ကြတော့အာခင်ဗျားတို့ကခင်ဗျားတို့ဆီအမောင်ဒီတော့